မိရှိရဲ့သုံးလ2025ဒီကနေ့ကဒီစင်ကာပူနိုင်ငံမှာဒုတိယမြောက်နေ့ပေါ့နော်တရားလဲစကားစကားလဲတရားဆိုရယ်ခေါင်းစဉ်နဲ့ဒီနေ့ကဓမ္မနေ့ဆက်ပြီးပြောကြခဲ့နော်အဲ့တော့ခေါင်းစဉ်လေးကတရားလဲစကားစကားလဲတရား နော်ဥပတရားတသက်စကားပြောတော့တသက်ဖြစ်စကားတွေကြလည်းပြောပြန်ရပြောနော်တရားတွေကြလည်းသေသေချာချာကိုလေးနဲ့တွေကြပြောနေကြတယ်နော်ဒါပေမဲ့ကျွန်တော်နေတင်ပြောစကားတွေထဲမှာတရားလေးသဘောမပါဝင်သေးဘူးဖြစ်ဖြစ်နေတယ်တရားနဲ့ဟိုပြောတဲ့စကားတွေကတခြားတွေဖြစ်ဖြစ်နေတတ်တယ်နော်အဲဒါကိုယ်တရားပြောလေတရားကြီးလို့စုတ်စုတ်ကန်ကန်ပုံပဲနဲ့ ဒီတရားတွေကိုတမန်လူတွေနားလည်လောက်တဲ့အနေအထားမျိုးနဲ့ကျွန်တော်ပြောတတ်လာရတယ်။အဲဒီတိုင်းပဲကိုနေစဉ်ပြောတဲ့စကားတွေထဲမှာလည်းတရားဘောတွေပါဝင်လာရတယ်။အဲလိုဖြစ်လာရင်ဘာဖြစ်လာလဲ။ကိုဘဝကိုဓမ္မနဲ့နေနိုင်တာ။ဘဝတည်းကိုဓမ္မရောက်တာလေဓမ္မနဲ့နေတတ်တာ။နေတတ်လာပါဘဝပြောရှင်တာပေါ့အေးချမ်းငိမ့်ချမ်းနေရတဲ့ဘဝ။ဒါပါပဲ။အဲတော့ဘဝကိုအသိနဲ့ဓမ္မအသိနဲ့နေနိုင်ရောတာ။ ဲ့တော့အဲ့လိုဖြစ်ဖို့ဆိုတာဘယ်လိုလုပ်ရမှာလဲဆိုတော့ကျွန်တော်မှာလောကအမြင်တွေရှိပြီလားအဲ့ဒါကိုတော့ဓမ္မအမြင်တက်ကတ်မရလို့နောက်ပွဲကဓမ္မအမြင်ပါမလားလို့ကကဒါဘယ်လိုလေးပြောလာလဲလောကမှာအတွဲမတွဲတဲ့တက္ကသိုလ်ကျောင်းမှာတော့အတွဲတွေဖြစ်ခဲ့ကြတာဒါပေမဲ့ဒီလောကနဲ့ဓမ္မလေးကြမတွဲတဲ့ဘူးဖြစ်နေတယ် ဒါလို့ဇေယအတွဲနဲ့ထွက်ကန်ဖြစ်နိုင်ကြပါသေးလို့ဆွတောင်းခဲ့တယ်။အရင်တော့အတွဲတွေဖြစ်ခဲ့ကြပါတယ်။နောက်အတွဲတစ်ခုကျဲနေတယ်။အဲ့ဒီအတွဲကဘာလဲဆိုတော့လောကနဲ့ဒုမာလေးကိုဝက်ဆက်သေးရတယ်။တွဲ။နော်။ဒါလို့အတွဲနဲ့ထွက်ကန်ဖြစ်နိုင်ကြပါသေး။နောက်ထပ်အတွဲရအောင်ပေါ့။တွဲရအောင်ဆိုပြောနေတဲ့ဓမ္မနဲ့လောကတွဲရအောင်။ပုဂ္ဂိုလ်တွဲမဟုတ်တော့ဘူး။နော်။ပုဂ္ဂိုလ်ရတဲ့တွဲပြီပါ။နော်။အဲ့တော့ဇေယျအခုပြောလိုက်တာလေကလောကနဲ့ဓမ္မနဲ့ တွဲလေးတူပဲလူပုဂ္ဂိုလ်အတွဲအနေနဲ့ဆက်ပြောပြရတယ်လူတွေတဲကမမေ့ဒီလိုပြောနေလို့ဟိုကြားတဲ့လူက system တစ်ခုကိုမမြင်အဲ့တော့ဇာတော့ဒီလောကအမြင်တွေအားလုံးကနားလည်ပြီးသားသူကျွန်တော်ပြောမှာတွေကလောကအမြင်တွေအဓိကထားပြောကျွန်တော်ပြောတာပေါ့နော်ကြာမြတ်စွာဘုရားတရားတွေကိုလေ့လာလိုက်တဲ့အခါမှာလဲဒီလောကအမြင်ကိုပဲအရင်ခေါ်တာလောကအမြင်ကလူတွေနားလည်ပြီးသား အဲ့တော့လူတွေနားလဲပြီးသားလောကအမြင်နဲ့ကိုဘာလိကတ်လိုက်တော့ဓမ္မအမြင်နဲ့တော့ကတ်ပြလိုက်ဓမ္မအမြင်လေးကတ်ပြလိုက်တော့လောကအမြင်ကသဘောပေါက်ပြီးသားဖြစ်တဲ့အတွက်ဓမ္မဆိုချစ်ချင်းယူလို့ရအဲပြောချင်တာ system တစ်ခုကိုမြတ်စွာဘုရားဟောတဲ့ system တစ်ခုကိုကျွန်တော်သဘောပေါက်တာကျွန်တော်တို့ကအခုပြောရင်တရားတွေတားပြောတယ်တရားတွေကြားပြောတော့ဟောယူလို့မရကျွန်တော်တို့ကဒီတရားတွေနဲ့ကျွန်တော် used to မဖြစ်ဘူးအဲ့တော့ကျွန်တော်ကပြီးကြတာပဲအဲဒီကြားတော့တရားနိုင်အောင်မယ်ဆိုရင်ဟောကြောက်ဒီကဲမှာ ကျွန်တော်အဲ့လိုခံစားလာရတယ်ကိုမနားမလဲတာနားမလဲရတဲ့အထက်မှာ religious approach နဲ့သွားတဲ့အတွက်ကျွန်တော်ကကိုနားမရလဲမေးပိုင်တယ်သိသိရှိမေးရင်လည်းတမျိုးထင်ကြမှာလဲစိုးသေးရဲ့ဟိုမယုံကြည်တယ်လို့လို့စော်ကားတယ်လို့မြပြန်မေးတာလားဆိုမေးတဲ့သူက तू မေးရမယ့် question ကို तू ကဝင်လေးနေရအဲအဲ့တော့ကိုလည်းမေးလို့ပြန်လို့လဲကိုမရဘူးเนาะအဲ့တော့ကျမ်းတော်သိဒီနားကိုမကတ်ချင်ကြတော့ ပြောချင်တာအဲကျွန်တော်အဲ့လိုတွေဖြစ်လာတယ်အဲ့တော့အာကျွန်တော်တို့ရဲ့ teaching system ပေါ့အားနည်းနေတယ်လို့ကျွန်တော်ပြောယူဆလိုက်တယ်ကျွန်တော်တို့တန်မှန်လူတွေအတွက်က teaching system ဆိုတာသာသနာတစ်ခုလုံးပဲပြောနေတာဟုတ်ဘူးကျွန်တော်တို့တန်မှန်လူတွေအတွက်သင်ကြားရေးစနစ်တစ်ခုအားနည်းနေတယ်အားနည်းချက်ရှိဒါသူတည်တနာလုပ်မှာသိတယ် research လုပ်ရှိရနေပဲဟောပြောတော့ဒီတဲ့တဲ့လူတွေကိုနားလည်လားသူတို့ရဲ့ပြန်လည်မေးခွန်းတွေသူ့ရဲ့နားလည်မှုတွေကိုမှ research လုပ်ရင် ကျွန်တော်မသိဘူးကျွန်တော်ကမသိနိုင်ဘူးမသိနိုင်တဲ့အတွက်လည်းအောက်ကနေပဲတက်တန်ပြန်နေခေါင်းကြီးကိုဒီတိုင်းပြန်လာတယ်ပြည့်တော့ဘာမှလည်းမပြောင်းသေးဘူးကျွန်တော်ကြည့်တယ်အဲ့တော့မှကျွန်တော်ကလက်စွာဘုရားတရားတွေကိုမိတာဆိုတော့လက်စွာဘုရားကိုတော့လည်းကြည့်ရတယ်လောကအမြင်ကိုပဲအဓိကပြောသွားပြီးကျမှဘာလေးကြိုက်တာဓမ္မအကြည့်တော့တတ်တယ်ဓမ္မအမြင်လက်ကပ်ပြီးတော့ရိယာတွေဖြစ်တယ်ဆိုဘာဖြစ်လဲဘဝတွေပြောင်းသွားတယ်ဩော် အဲ့ဒီသုံးခုပေါ်မှာမူတည်ပြီးတော့ကျွန်တော်ကလောကအမြင်နောက်ကိုဘာကပ်ဓမ္မအမြင်ကပ်လိုက်ဓမ္မအမြင်ကပ်ရင်ဘဝအမြင်လေးပြောင်းသွားမယ်ဆိုတာဒါမြတ်စွာဘုရားရှေ့ကဒါတွေအကုန်လုပ်ခဲ့တာဒါပေမဲ့ကျွန်တော်တို့ထက်ကြတော့လောကအမြင်နောက်ကိုဓမ္မအမြင်လေးကပ်လိုက်ရလေးစီမှာလည်းလောကအမြင်နေတဲ့ဝေတွေ့နေရမှာပဲဒါပေမဲ့အဲ့ဒီနောက်မှာဘာလေးပါလာဓမ္မအမြင်လေးပါလာလိုက်